ရော့ထန်နဲ့တာဂီရူရဲ့ထုတ်ပွဲကြီးကတော့တကပါလုံးကလပေါင်းများစွာနှစ်ပေါင်းများစွာစောင့်ခဲ့ရပြီးမှနောက်ဆုံးကြတော့ထူရိခါကြတော့15စက္ကန့်လုံးနဲ့တာဂီရူကရှုံးသွားတဲ့ခါကြတော့အမလို့အမရနဲ့တာဂီရူရဲ့စွမ်းဆောင်ရည်ကိုအကွင်းလုံးကဂျပန်ပြည်သက်တွေကအာအိုခဲ့ရတယ်လို့ရော့ထန်ရဲ့လုံပြနိုင်မှုကိုလည်းအာအိုမစုံဖြစ်သွားကြပြီလေဖြစ်ပါရီဟုတ်လေဟုတ်ပါရီ တာဂီရူဟာပွဲလေးကိုစောက်ဝင်လာကတဲ့ကနေသူကတတော်လေးကိုစိတ်လှုပ်ရှားလုံနေတာလေးဖြစ်ပါရဲ့ဗျ။ဘူဘေကဆစ်ဆဲမှုတော့မလုပ်ရသေးဘူး။ကွင်းလေးကိုဝင်ဖို့လုပ်တယ်။အဲ့ဒီကနေစမှားနေတာကျွန်တော်အနေနဲ့သတိထားမိတယ်နော်။စိတ်ကသိပ်ပြီးတော့အစင်မပြေတဲ့ပုံပဲနော်။နည်းနည်းရောထန်ကိုကြောက်နေပုံရတယ်။ဘောဘေကရောထန်ကအေးအေးဆစ်ဆီပဲ။သံမဏိလူသားသံလူသားဆိုတဲ့အတိုင်းပဲအာရွန်မန်ဆိုတဲ့အတိုင်းပဲ။ရောထန်ဟာပွဲစားတာနဲ့ချက်ချင်းပဲတာဂီရူကိုလူခစ်တွေနဲ့ကြွေးပါရဲ့။ ရော့ထန်ရဲ့ထိုးချက်တွေကဝဲစားတာနဲ့ချက်ချင်းတာဂီရူရဲ့မျက်နှာကိုနှစ်ချက်ထိမှန်ခဲ့တာလေးဖြစ်ပါလေတာဂီရူခမရမှာနှစ်ချက်ထိတာနဲ့တင်းမူးနောက်နေပြီလေးဖြစ်ပါလေနောက်ဆုံးကြတော့ရော့ထန်ရဲ့နောက်လျှောက်ထိုးချက်တွေနဲ့တာဂီရူဟာအလေးထိုးခံခဲ့ရတာလေးဖြစ်ပါလေတာဂီရူခမရမှာရော့ထန်ရဲ့ထိုးချက်ကပြင်းလွန်းတာဖြစ်တဲ့အတွက်လုံးဝမူးနောက်သွားပြီးတော့ထားတော်မထားနိုင်တော့ပါဘူးနော်ဒိုင်းကိုရိုင်းကလည်း အမတ်စင်ရေတွက်နေတာမြန်လို့တာဖြစ်တဲ့အတွက်ထာဂီရူကိုရင်ကအောင်းအောင်ခဲ့ရပါတယ်။နောက်ဆုံးတော့ထာဂီရူကလေသူကိုရင်ကလုံးဝကိုထိမှမထားတဲ့ဆုံးပြတ်ချက်နဲ့အရှုံးပေးခဲ့ရပြီလေဖြစ်ပါတယ်။အမတ်စင်ရေတွက်ထားတာလေးပြည်ပြီးဆိုတော့သူကိုရင်ကလည်းဘာမှလည်းလုံးလုံးမရတော့ပါဘူး။ဒီနေ့ရောထန်နဲ့ထာဂီရူရဲ့ထိုးပွဲကြီးကတော့ပရိသတ်တွေမျောလင့်ထားသလိုဖြစ်မလာဘဲနဲ့ပရိသတ်တွေစိတ်ကြိုက်နော်။ရောထန်နဲ့စူပါလက်ထိုးသလိုမျိုးတွေးထက်တန်ယုံနဲ့မချိရတော့ဘဲနဲ့ စက္ကန့်ပိုင်းလေးအတွင်းမှာထာဂီရူရဲ့အရှက်ရစွာရှုံးနိမ့်မှုကပရိသတ်တွေကိုမကြည်မနက်ဖြစ်စေခဲ့တာလေးဖြစ်ပါရယ်ဗျာရောထန်ကတော့ရောထန်ပါပဲ